တပ်ပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါရုပ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘာရှားရဲ့ဘဝစကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်ဇလန်းလေးကိုပြောမပြခင်မှာကျွန်တော်ကဒီလိုဗီဒီယိုလေးတွေကိုဖုန်းလေးတစ်လုံးနဲ့ပြုလုပ်နေရတာဖြစ်တဲ့အတွက်ဗီဒီယိုကောင်းတစ်ပုဒ်ရဖို့ဆိုတာတော်တော်အချိန်ယူရပါတယ် ကဲအဲ့တော့ကဘိုးဝါရုပ်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို VPN လေးခံပြီးတော့အစာဆုံးကြည့်ရှုပေးဖို့တောင်းဆိုပါရခင်ဗျာအားလုံးပဲစဉ်းစားဖြစ်ပြီဆိုရင်တော့စလိုက်ရအောင်ဘာရှားဟာထူးခြားစမ်းကြတဲ့လိမ်မျိုးနယ်ဝင်တဦးဖြစ်ပြီးသူ့ရဲ့ internet name ကတော့ရှမ်းဝူလို့ခေါ်တဲ့ Black Tortoise ကြီးပဲဖြစ်ပါတယ်မဟူရလိကြီးဘာရှားဟာအရန်ကိုတမာလွန်ပြီးထူးခြားစမ်းကြတဲ့လိမ်မျိုးနယ်ဝင်ကြီးဖြစ်တာကြောင့်လဲခုခံကာဝေးရေးပိုင်းမှာလဲတာလုံးနေပြန်ပါတယ် ။ဘာရှားရဲ့မွေးရမြေကတော့ Kedia River လမ်းပဲဖြစ်ပြီးတော့သူ့ရဲ့မွေးနေ့ကိုတော့အတိအကျမသိရှိရပါဘူး။ကျွန်တော်ကတော့ Black Dragon လို့ခေါ်တဲ့ယူကျုံနဲ့အသက်အရွယ်ပတိမရင်လို့သာခံမှန်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်ကငယ်ဘဝတုန်းကတငယ်ချင်းဖြစ်ခဲ့ဘူးလို့ပါပဲ။ဘာရှားဟာယောက်ျားလေးတစ်ယောက်ဖြစ်ပြီး Oriental Fighter ဖွဲ့နဲ့ Four Immortal လို့ခေါ်တဲ့ဒန်နာယီလာပသိမ်မျိုးလေးယောက်ဖွဲ့ထဲမှာလဲပါဝင်ခဲ့ဘူးပါတယ်။သူဟာလန်ဒန်ထဲတိုက်ခိုက်တဲ့ဟီးရိုးမျိုးစားဖြစ်ပြီးတော့ သူ့ရဲ့လက်နက်ကားဆိုရင်တော့ Shiyo Spirit လို့ခေါ်တဲ့ဒိုင်းကကြီးတစ်ခုပဲဖြစ်ပါတယ်။ဘာရှားရဲ့အာသာချက်ကတော့အရန်ကိုတာမာလွန်ပြီးဒိုင်းကကြီးတစ်ခုကိုပေါင်းပြီးတော့တဏျာနဲ့တဏျာနှိမ်မြဲစွာနှိမ်သွားနိုင်တာပါ။ဘာရှားဟာငယ်စဉ်တုန်းကသူ့ရဲ့စွမ်းရည်တွေကိုမထိ ंछ ုံနိုင်သေးတာကြောင့်သူ့သွားရလမ်းတစ်လျှောက်မှာမြေပြင်များအကွဲပြီးတော့ကောက်ပဲသီးနှံများမီးလောင်ပျက်စီးကုန်မှာတော့တယ်။ဒီလိုဖြစ်ရတဲ့ကြောင့်ကေရီယာရီဗာလန်နာမှာရှိတဲ့လယ်သမားတွေက ဘာရှားကိုနဆိုးပူကနေတဲ့ကောင်လို့တောင်းပြောကြပါသေးတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့သူ့ရဲ့ဆရာဖြစ်တဲ့ Great Dragon ကြီးရဲ့တင်ကြားပြသမှုတွေအောက်မှာသူ့ရဲ့မိတော့မီလီယံများနဲ့ခွန်အားများကိုထိရှုံလာနိုင်မှာတော့တယ်ဘာရှားဟာမန်နာကိုအသုံးပြုရတဲ့ဟီးရိုးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ damage တိုက်ရာဆိုရင်တော့မကြစ်ပဲဖြစ်ပါတယ်ဘာရှားကိုဘေဒေဘိုက်3200ဓမ္မမုံရင်စိန်96လုံးနဲ့ဝယ်ယူရရှိနိုင်ပြီးသူဟာတန်မျိုးစားဟီးရိုးတစ်ယောက်ပဲဖြစ်ပါတယ် ကျစ်လုံးလင်းဝမ်ဝမ်ချာတို့ဟာဘာရှားရဲ့ဆရာတူညီကောင်မောင်နှမတွေဖြစ်ပါတယ် Dragon Eater တရှိရာခေရီယာရီဗာလန်မှာဘာရှားက Dragon Eater ကိုကျူးကျော်လာတဲ့ရဲသူတွေကိုတိုက်ခိုက်လျက်ရှိပါတယ်ဘာလို့ပြောစမ်းမင်းကဘာလို့လှုပ်လိုက်တာလဲနေပါဦးမင်းကငါပြောပါမယ် ဘာပဲဖြစ်ဖြစ်ဂရိဒရဂွန်ကြီးကတိန်တော့မှာပဲဟာ ਉਹ အခုလောက်ဆိုရင်လင်းကသူ့ကို နိုင်လောက်ပါပြီကေရီယာရီဗာလန်ရဲ့ထိဆုံးလုံးကြံတက်ဖြတ်ရေးသမားလင်းလာသူကဘာကြောင့်ဆရာကိုတတ်ချင်ရတာလဲဒါကအိုးငါသဘောပေါက်ပြီဘလက်ဒရဂွန်လောက်တာပဲဖြစ်ရမယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကပေါ့ကလေးဘွားတော်ကဘာရှားနဲ့ ဂျူကျုံတို့ဟာအခြေဆုံးတငယ်ချင်းတွေဖြစ်ကြပြီးတော့သူတို့နှစ်ယောက်ကညီကိုတွေလို့တောင်ပြောလို့ရပါတယ်။သူတို့နှစ်ယောက်ဟာ Great Dragon ကြီးရဲ့လောက်မှာပညာတူတူသင်ခဲ့တာပါ။တရားထိုင်နေရင်းနဲ့ဘာသာတရားအင်္ဂိုင်းနေလို့ Great Dragon ကြီးကအပြစ်ပေးတော့လဲအတူတူ အပြစ်ပေးခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ကစားအတူသွားအတူအပြစ်ပေးတော့လဲအတူအိတ်တော့လဲအတူကမင်းညောထားတော့လဲအတူတူပါ။သူတို့နှစ်ယောက်ကအတူတူကြီးပြင်းလာခဲ့ကြပြီးတော့ အရန်ချစ်ကြတဲ့ဆရာတူညီကိုတွေဖြစ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်က Dragon Era တရှိရာ Kiria Rivalan ကနေထွက်ပြီးတော့ကဘာကြီးရဲ့အပြေဘက်ကိုလေးလာစူးစမ်းကြည့်ခဲ့ကြတာပါ။ဒါပေမဲ့ Kiria Rivalan ရဲ့အပြေဘက်ကိုထွက်တာကိုသူတို့နှစ်ယောက်ရဲ့ဆရာကြီးဖြစ်တဲ့ Great Dragon ကြီးကတားမြစ်ထားပါတယ်။ဒီလိုနဲ့ပဲနှစ်ပေါင်းများစွာကြာလာတဲ့ခါမှာသူတို့နှစ်ယောက်လည်းအရွယ်ရောက်လာကြပြီးတော့အပြင်ဘက်ကိုကိုးထွက်ရန်ကြံစီပါတော့တယ်။ဘာရှားရဲ့ ငါတို့နှစ်ယောက်ဒီနေရာမှာပဲနှုတ်ဆက်ကြတာပေါ့ငါပြန်လာတဲ့အခါမှာဆရာကြီးကိုငါကိုယ်တိုင်ပဲရှေ့ပြလိုက်ပါမယ်မင်းဆက်ပြီးတော့ကြိုးစိုးစားစားနေကြည့်နေပါ နောက်တစ်ချိန်မှာတော့ငါတို့ပြန်ပြီးတော့တွေ့ကြအောင်ပါပါဘာသာကတော့ကယ်ရီယာရေးပါလဲမှာပဲနေခဲ့ပြီးတော့ယူကျုံးကို ပြင်ပကဘာကို ထွက်ဖို့တော့ကူညီပေးလိုက်ပါတော့တယ်ယူကျုံးတယောက်အပြင်ကိုခိုးထွက်သွားပြီးအဲ့လိုခိုးထွက်သွားခဲ့တာကိုဘာရှားကကူညီပေးလိုက်တာကို Great Dragon ကြီးသိတဲ့အခါမှာဒေါသတွေပောက်ကွဲပါတော့တယ် ဂရိဒရဂွန်ကြီးကပြင်ပကဘာကိုသွားဖို့တားဆီးထားတဲ့အကြောင်းရင်းကတော့ပြင်ပကဘာကြီးကရန်ကိုအန်နီယံများတို့တာကြောင့်သူ့ရဲ့တပည့်တွေကိုဒုက္ခရောက်မှဆိုးရိမ်လာကြအောင်ဖြစ်ပါတယ်ဒီလိုကြောင့်ပဲဘာသာတယောက်သူ့ရဲ့ညီလေးဖြစ်တဲ့ယူကျုံးကို အပြင်ပြင်ပကဘာကိုဆေးလွတ်လိုက်တာမှားများမှားသွားပြီလားလို့နောက်နာအကြီးကျယ်ရပါတော့တယ်ဒီလိုနဲ့တနေ့မှာတော့ယူကျုံးဘလက်ဒရဂွန်ကပြန်လဲရောက်ရှိလာပြီးတော့ယူကျုံးဟာလုံးဝပုံစံပြောင်းလဲသွားခဲ့ပါတော့တယ် ယူကျုံရဲ့ပုံသဏ္ဍာန်အဝိအစခန္ဓာကိုယ်အငွေ့အသက်ဉာဏ်ကြီးတို့ကစခက်တဲ့ကြဲတဲ့လာခဲ့တာကြောင့်ဘာသာတရားသူ့ရင်ကသိခဲ့မှုတဲ့သူ့ရဲ့ညီကိုတယောက်မဟုတ်တော့ပါဘူးယူကျုံနဲ့ Great Dragon ကြီးကြားမှာလဲအင်းမမှုတွေကပုံမပြင်းထန်လာပြီးတော့ Great Dragon ကြီးရဲ့အယူဆတွေကခင်းနှောက်ကြနေပြီငါကသာခရီးယာရေဘာလန်ကိုတာယာမှုတွေယူဆောင်ပေးနိုင်မှာဟုပြောက Great Dragon ကြီးဟာတိုက်ခိုက်ရန်စ조사ပါတော့တယ် ခမရကကျုပ်ရဲ့ကောင်းကွက်တွေကိုအမြဲတမ်းလေးလူရှုခဲ့တယ်။ခမရကကျုပ်ကိုဘာမှရွေးချယ်ခွင့်မပေးခဲ့ဘူးဟုဆိုကာယူချုံက Great Dragon ကြီးအားအသေးအံတိုက်ခိုက်ပါတော့တယ်။ဒီလိုနဲ့ဘာရှားတယောက်လဲ Great Dragon ကြီးကိုတိုက်ခိုက်နေတဲ့ယူချုံဟာဝင်ရောက်တိုက်ခိုက်ပါတော့တယ်။ဘာသာဟာကြီးမားတဲ့ခန္ဓာကိုယ်ကြီးကိုပြောင်းလဲသွားပြီးတော့ Black Dragon ယူကျုံကပြင်းထန်သောလက်သီးချက်များဖြင့်ဇာတ်တိုက်တိုက်ခိုက်ပါတော့တယ်။အဲဒီခါမှာယူကျုံလည်း ဘာရှားရဲ့မျက်လုံးဟာကြည့်ပြီးတော့သူရင်ကသိခဲ့တဲ့သူ့ရဲ့အကိုတယောက်မဟုတ်တော့မှန်းသိရှိသွားခဲ့ပါတယ်။ယူကျုံတယောက်ဘာရှားရဲ့ပြင်းထန်သောထိုးနှက်ချက်တွေကိုဒရဆက်ခံရပြီးတဲ့နောက်မှာတော့အဝေးကိုလွင်ထွက်သွားခဲ့ပြီးတောင်အောက်ကိုပြုတ်ကျသွားခဲ့ပါတော့တယ်။ဘာရှားလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုအရှိန်တက်ပြီးတော့ယူကျုံပြုတ်ကျသွားတဲ့အစွမ်းအားနဲ့အောက်ကိုငုံ၍ကြီးလိုက်ပါတယ်။ထိုးကမှယူကျုံကကြောက်တုံးတုံးကိုကင်ထားရင်ဘာရှား မင်းကပို့ပြီးတော့တာမာလာတာပဲဟူ၍ပြောကားနောက်ဆုံးမှာတော့ကြောက်သေးကိုပြုတ်ကျသွားခဲ့ပါတော့တယ်ဒီလိုနဲ့ပဲဘာသာတယောက်ကအခုချိန်ထိပဲ Keria Riverland နဲ့ Dragon Eater ကိုကာကွယ်လျက်ရှိပါတယ်ဘာသာဟာအော်တိုဘာ၈ရက်နေ့2019မှာလာဟောတောင်းဟိုတရားဝယ်ရရှိလာခဲ့ပြီးတော့သူရဲ့တာမာလာတဲ့စွဲရည်တွေကြောင့်မိုဘိုင်းလေဂျန်ပလေယာတွေချားပါနာမည်တစ်လုံးနဲ့ထင်ရှားကြော်ကြားလျက်ရှိပါတော့တယ်ဟုတ်ကဲ့ပါအခုပြောပြပေးခဲ့တာကတော့ဘာသာရဲ့ ဘဝစကြောင်းမဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုချဲနေတတ်တယ်ဆိုရင်တော့ဘဝရုပ် channel ကို subscribe ပြုလုပ်ပေးခဲ့ကြပါဦး comment လေးတွေရေးခဲ့ကြပါလက်မလေးတွေနှိပ်ခဲ့ကြပါဗီဒီယိုသစ်တွေတိုင်းသိရောက်လို့လဲဘေးနားက notification bell လေးကိုဖွင့်ပေးခဲ့ကြပါဦးအားလုံးပဲဘဝရုပ် channel ကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲတရားချဲပြီးတော့နေလေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ thank you